ုသိုလ်တွေဆင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလို့ဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မသစ်ပင်ခုတ်တဲ့လူမပါဘူးเนาะသစ်ပင်စိုက်တဲ့လူအယံနေအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးသဘာဝမြေကြီးဥပေါ်မှာအရေးအာဝတာတွေနဲ့ ျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပါတယ်အာရမဆိုတာခုခေတ်ဆိုရင်ချမ်းလုပ်ငန်းလိုဟာမျိုးပေါ့နော်ချမ်းတပင်ဆိုင်တယ်ဥယျာဉ်ဆိုင်တယ်ရောပါဆိုတာဆိုင်ပြောတာဥယျာဉ်နေဆိုင်ပြောတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးမှာကုသတရားနေရောညပါတိုးတက်နေတယ်ဘာကြောင့်လို့ဆိုရင်သူကုသကသာဝရကုသနေတတိယရင်နေတိုးမှာပဲညတတိယညတိုး ဆိုလိုတာဒါထာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေဥယျာဉ်ဆိုင်ပြိုးထားတယ်ဥယျာဉ်ဆိုင်ပြိုးလိုက်တဲ့ဖြင့်ထိုးဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငါကလေးတွေဒေါ်တရိษံနေဟာဒီဥယျာဉ်ဥယျာဉ်တွေကိုမှီပြူးပြီးတော့စားစရာတွေပြည့်ပြည့်ဝရခိုးစားတော့လည်းသွားမကျွေးလေနဲ့တန်းနေအဲ့လိုအစ်ပင်ဆိုင်ထားလို့ရှိရင်တော့ဟိုအကျိုးပြုမှသိချတယ်နော် အဲ့လိုသီပင်ဆိုင်ပေးထားတဲ့အခါမှာမျက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့သီပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တတ္တဝါတွေဟာလည်းပဲသီပင်ရိတ်တွေမှာမှီးပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေဟာရှိတယ်သီပင်ခုတ်လိုက်လို့ရှိရင်ပုံမိမ့်မှန်ပြုတ်ကြတာတွေ့ရမလား မော်လမြိုင်ဘက်မှာမြေးပြိုးတာတွေ့တယ်မော်မြေးပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့သစ်ပင်လဲရင်လည်းသစ်ပင်ပေါ်မှာရှိတဲ့ပုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံပဲပေါ့သူတို့ကားလျော်သာဒီယောဂိဆိုးဆိုတာသစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘဲကြာကြီးထိုင်နေမှာတော့မြောက်ကြီးလိုနေမှာပေါ့ယောဂိဆိုးသစ်ပင်ကွာကြထိုင်နေရုပ်မြောင်းလိုဖြစ်နေမှာဆိုလိုတာကယောဂိဆိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစားနှစ်ခုရှိတယ် ရုပ်ကစိုးရရဲ့ပိပံဟာတစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ပိပံမျိုးတစ်ခုတစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ပိပံတစ်ခုနှစ်ခုရှိတယ်တစ်ခက်ပေါ်မှာတီးတဲ့ပိပံကိုတာခတ်ထပိပံလို့ခေါ်တယ်တာခါဆိုတစ်ပင်တစ်ခက်တာခတ်ထထဆိုတာအဲ့ပေါ်မှာတီးရှိနေတယ်တစ်ခက်ပေါ်၌တီးရှိနေသောပိပံနဲ့နေတဲ့ရုပ်ကစိုးကိုတာခတ်ထ နော်အဲ့ဒါကျတော့တစ်ကိုင်းခုတ်လိုက်တာနဲ့တစ်ကိုင်းကုန်သွားရင်သူ့ဘိတ်မှာပြည့်စည်သွားတယ်ဒါကြောင့်မို့ပမာတွေကနန်းဒီကိုင်းချန်နယ်ဆိုတာအဲ့ဒီအသေးပဲကိုပြောတယ်တစ်ကိုင်းကုန်အောင်မခုတ်ဘူးတစ်ကိုင်းကုန်လို့ရှိရင်သူ့တို့ဘိတ်မှာရက်တိနိုင်တာမရှိတော့ဒီတိပင်းမောမြောင်းလို့နေတာမဟုတ်ဘူးတိပင်းကိုအကြောင်းပြုပြီးတော့သူ့ကိုမိမနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်မြေပေါ်မှာအိမ်ဆောင်နေကြတာလေမြေကြီးပေါ်တိုင်းအဲ့ထံမှာမှောက်တာ နတ်တွေလည်းပဲသစ်ပင်နဲ့ပတ်သက်ပြီးအလိုနေတယ်လို့ရုခထဘိမှန်ဆိုတာကြတော့သစ်ပင်ကြီးလဲလိုက်လို့တင့်ငုတ်တူရှိနေသေးတယ်။နောက်သူ့ဘုံမိမမပြတ်သေးဘူး။ဒါရုခထသစ်ပင်ရှိနေသည်ဗျ။အမြင့်ပါတူပြစ်မှသူ့တဲ့ဘုံမိမပြတ်တယ်။ဒါဘုယောဂဇောကနှမျိုးနော်သစ်ခတိကောင်ခုတ်ရင်ယောဂဇောကစိတ်ဆိုးတယ်။သူ့ဘုံမိမနေပြည့်စည်တယ်။နော် တချို့ယောဂီတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တို့ရှိတယ်နေလို့ရနေသေးတယ်သူ့ဘိမမပြတ်ဘူးလို့အဲ့တော့ကိုမမြင်ရမဲ့တရားတွေဟာလည်းပဲအခုလို့အယံဥယျံစိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပေါ်မှာအများကြီးကျုပ်ပြုတ်သွားဒါကြောင့်ဒီသာဝရကုသမျိုးဟာနေတရိယရဲ့နေညတရိယရဲ့ညကုသတွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသတိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူး အိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်ခေါ်နဲ့နေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပျော်နေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးတိုင်းတော့အဲ့ဒါအတိုးရတဲ့နေမှာနော်လူအိပ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေဒါကြောင့် အဲ့လိုမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအဲ့လိုမျိုးကတော့ကုသိုလ်ကမတိုးဘူးတောင်တွင်းမြောင်းတွေတွေးနေလဲကုသိုလ်ကမတိုးဘူးကုသိုလ်တိုးတာပဲချိန်တိုးတာတော့တတိယရင်ဝန်တာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်တာလေဟာတို့ဆိုတော့နော်အတိပ္ပယ်အဲ့ဒါလိုအတိပ္ပယ်နောက်တစ်ခုကဝဏရောပတဲ့တပည့်ဆိုင်တယ်တပည့်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ် တိပင်ဖြစ်လာလို့ရှင်တိပင်ကောင်းငွေတထောင်ခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်။ကဘာမြေကြီးကိုအေးမြဆေးပြီးတော့သရဝရီကိုအာဟာရနဲ့ပံမိုးထောက်ပံ့ပေးရရောက်တယ်ပေါ့။တိပင်ကိုမိပြီးတော့စားတာစားတော့ကြတဲ့သရဝရီအများကြီးဟာတိပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့။ဒါကြောင့်မို့တိပင်ဆိုင်ပြိုးခြင်းကုသိုလ်ကိုဝဏရောပါလို့သူတို့ခေါ်တယ်။ နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့တစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကရှင်းစနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတယ်သို့မဟုတ်ဟိုမြေကြီးတော့မရှိဘူးကဘာကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုပေါင်းပြီးတော့ ခုတ်ထိတ်တရားလို့ပေါ့ဟိုပဲကူလို့ရတယ်ဟာအဲ့လိုတရားမျိုးပေါင်းကူးတာတွေလှုပ်ပြီးတော့လှူတယ်။နောက်ကားသွားလို့မရအောင်ခြိုက်ဖြစ်နေတယ်။အဲ့နေရာမှာတရားခင်းပေးတယ်။ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွဲကူအောင်တရားခင်းပေးတယ်။ကုသိုလ်တေတုကာရကလို့ခေါ်တယ်။နောက်တေတုလို့တေတုဆိုတာတရားပြေစနာတေတုကာရက တရားခင်းသူကိုတိတုကာရကလို့ခေါ်တယ်။သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့။တရားခင်းပေးရင်လည်းလူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်တော့ကြောင်းအလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင်းသူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင်းတွေးမိတိုင်းဝန်သားစရာဖြစ်တယ်။ ဝန်တာတိုင်းဝန်တာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဟောဥယျာဉ်ဆိုင်ပြိုးတဲ့ကုသိုလ်တစ်ပင်ဆိုင်ပြိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်ဟောသုံးမျိုးနောက်တစ်ခုကဘာလို့ဆိုပပ္ပင်္စဥဒ္ဒပါဏင်္စရေတရန်တိဥပတ္တယံပပ္ပင်္စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဥစဉ်တဲခုခေတ်တော့ရေဥစဉ်ယဉ်ကျေးမှုကပြောင်းနေတယ် တော်တော်များများပြောက်သွားတယ်တော်ရဒီမှာတော့ရှင်းရှင်းဥစဉ်ရင်ကျေးမှုတဲ့နော်ရှင်းဥစဉ်ရင်ကျေးမှုခုခေတ်တော့ရှင်းဥစဉ်အဲတဲရနည်းနည်းရှားလိုက်ပေါ့လေရှင်းဥစဉ်ရင်ကျေးမှုကုသတတဲ့ယောဂဝေဒနာတွေပေါ်တော့လေရှင်းဥစဉ်သူတော့ကိုတော့ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သုံးမဟုတ်ပါဇက်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတော့တဲ့နေ့လည်းရှိပါတယ်နော်ဆိုလိုတာခီးသွားလာတဲ့ပုံကိုယ်တွေ ရေဆန်ကမွနေတဲ့နေရာမျိုးတွေမှာတောလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့အောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲတောလာတဲ့လူတွေကိုပန်းပြေပြီးပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပြဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကြောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဆလာမုသိမ့်လို့ရှင် ရှင်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်။မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲသာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်။သာဝရကုသိုလ်ခုခေတ်တော့ခင်မီတော့ရေသံမူလေးတွေထားလို့လည်းရတယ်။ပိုက်နဲ့ထားလို့လည်းရတယ်။ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်။အိန္ဒိယနိုင်ငံမှာတော့ဘလို့ထားတော့ဆိုပိုက်ခေါင်းတွေကသူက အပေါ်အစုတ်ကလေးနဲ့ထားတာအဲ့ဒီအစုတ်ကလေးကိုမတင်လိုက်မှရဲထွက်တာဟုတ်လှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ကောင်းမှာအစုတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရဲထွက်သွားအဲ့ကြတော့သူကနွားရည်တောင်တောက်တက်တယ်အဲ့ဒါနှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားပမာပြေကရေအဲ့ဒီရေကောင်းတော့တောက်လို့ရမှာမဟုတ်ဘူးသွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရဲထွက်လာမြောက်ကလည်းတောက်တက်တယ်နွားကလည်းတောက်တက်တယ်အဲ့ဒီရေဥစဉ်မျိုး ဲ့ဒါလို့ရေဥစဉ်လှုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်တူတူအချိုးပြုတယ်ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဒပါဏရေဒီသူလောင်ထားတဲ့တွင်ရေတွင်ရေကံရှေကံပဲဖြစ်ဖြစ်ရေတွင်ပဲဖြစ်ဖြစ်ရှည်ရှားတဲ့အရတ္တိတာတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကံ ဆောက်လူတာပဲဖြစ်ဖြစ်အဲ့လိုရှေးဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်နေအပူတွေကိုအေးပြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မပင်မမျက်နှာလေးတိလျရင်လန်းသွားတယ်ဟောရေးရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြှောက်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့သာဝရကုသိုလ်မျိုးတွေဟာအဲ့လို အလုံး၅မျိုးရှိသွားတယ်။နံပါတ်၄ကအယံဥယျံဆိုင်ပြုတ်ပြီးတော့လူတန်းနဲ့ကုသိုလ်များအတွက်တစ်ပင်ဆိုင်ပြုတ်ပြီးတော့လူတန်းနဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းနဲ့ကုသိုလ်ရှေးဥစဉ်လူတန်းနဲ့ကုသိုလ်ရှေးတွင်ရေကလူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်နေရာဒီတရားတော်ကိုနားရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်။နောက်ဆုံးဟာရေတံတိဥပတ္တယံ ခီးသွလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတရန်ဒီဥပတ္တယအဆောက်အဦဆောက်လှူတယ်ဆိုတော့ဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတော့လို့ဆိုတာလည်းမပါဘူးဘယ်သူ့ကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ကြရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆက်ရဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိတ်ဆက်လို့ရတဲ့ဆရာကတုံးတွေ ်ရှင်ခွဲစရက်တွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲစရက်ခေါ်တာနော်အကောင်ပိုင်းစရက်ကဒုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အစရက်ကဒုံးဆိုတာအဲ့ဒါကာမပါရာကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအဲ့လိုလည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းသွန်းလမ်းလာတွေအတွက်များစွာအကျိုးပြုတယ် ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပိတိဖြစ်เสียသာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသဗျာကဖြည့်လိုက်တယ်ဘယ်ပုဂ္ဂိုလ်ဒီမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာသလဲကုသိုလ်ဆိုတာတခါတတိယပိတိဖြစ်တိုးပြန်တယ်တခါတတိယပိတိဖြစ်တိုးတယ်